ပကံနာပြချင်းကံနာနော်ကံနာနော်အားလုံးပဲမင်္ဂလာပါခလေးရှိရဲ့မိဘပြည်သူတွေအနေနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးထဲမှာဒီဦးလေးနေရာမှာတခြားသူသားဆိုရင်တော့ဒါဒီခလေးချင်းဒီပေါဒုက္ခရောက်သွားနိုင်ရပါတော့။ဒီဦးလေးရတော်တော်လေးကိုစိတ်ကောင်းတဲ့လူတွေရောက်ပြီးတော့ခွင့်လို့ခလေးမို့လို့ခွင့်လို့ပေးရတယ်ပါတယ်ပေါ့နော်။ ကျွန်တော်တို့ကလေးရှိတဲ့မိဘဒီအနေနဲ့လူမျိုးကလေးကိုပေါ့နော်လက်လုံးမထားသင့်ဘူးလို့ကျွန်တော်ထင်ပါတယ်လူများဒီပဲဖြစ်စီမှာအားဒီပဲဖြစ်စီပေါ့နော်ကိုကလေးကအစော့တဲ့ထဲမှာပါတယ်ဆိုရင်တော့လူမျိုးလက်လုံးမထားသင့်ဘူးအဲ့လိုမျိုးလက်လုံးထားလိုက်မှဆိုရင်ကျွန်တော်တို့တစ်ချိန်ချိန်မှာကိုကလေးဒုက္ခရောက်သွားနိုင်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ကျွန်တော်ဒီလိုသက်ကြည့်လိုက်ရအောင်โอเค စပိန်ရှင်နဲ့ငါပြောသေးကိုတဖြုတ်ပြီးတော့ပြစ်တာပဲအခရီးမိပါအောင်တတိပီးရနော် ကလိမိဘကိုသွားပြီးတော့တတိပီးတယ်။အမေကလိမိဘကတခေါ်တယ်ပြီးတော့တရားကြီးထွက်ထားတယ်ပေါ့နော်။ဆိုတော့ကလိမိဘအနေနဲ့လည်းဒါပေါ်စတဲ့အထက်မှာပါတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ ော့ကန်တာပဲကြည့်ကန်တာနော်ကန်တာနော်ဒါဒီဦးလေးနေရာမှာတခြားလို့ဆိုရင်တော့အနည်းဆုံးတော့ဒါဒီကလေးနိုင်ရင်ဥခါရပေါ့နော်အတူမီပေါ့သွားပြီးတော့တတိပေးတယ်ဟေးအကလေးမိပါတယ်အနေနဲ့ဒီဘလိုလေးကိုကြည့်ပြီးတော့မပေါ်စားဖို့ကျွန်တော်အကြံပြုလိုပါတယ် စပိန်မှာတွန်းပြီးတော့စပိန်နဲ့သွားတိုက်တာဗျာကြည့်အတူကလေးအဲ့လိုပဲမနော်အထီးထီးရရကျွန်တော်တို့ဥသာသမီးကိုမဆုံးမအောင်ဗောနော် ချို့မိဘအနေနဲ့ကိုသားသမီးကိုအရန်ရှစ်ပြီးတော့အလိုအရန်လိုက်တာလည်းရှိတယ်ဗျ။အဲ့လိုမျိုးအလိုရန်လိုက်တဲ့ခါမှာတချင်ချင်းမှာကိုသားသမီးပဲဒုက္ခရောက်တော့မှာဗျ။ကျွန်တော်မိဘတွေအနေနဲ့လည်းအဲ့ဒါလေးကို view site စေချင်တယ်ဗျ။ကလေးရဆနောက်တကြားလုံးပြေးလိုက်တယ်အခုနင်းနေပြီဗျ။လက်ဆနောက်ဦးလေးပဲ။လက်ရနင်းနေပြီ။โอเคคลิปเราไปอ่ะถอดไปแล้วเนาะ တော်စိတ်ကောင်းရှိတဲ့ဦးလေးကဆနာသူဖြေဖောက်သွားပြီခင်ဗျာနော်တော်ရည်ရပြန်နော် လေးနောက်ဆုံးမှလာဖတ်တယ်ပေါ့နော်ခလေးနေနေတဲ့အချိန်မှာဒီကူးလေးရှိနေလို့ဒါသူ့မိမရှိမှာပဲနော်သူ့အလုပ်ကိုပဲသူလုပ်နေတာဗျအာယုံခလေးမှာမရှိဘူးပေါ့နော်ဒါကြောင့်မလို့မိဘတွေနေခလေးရှိတဲ့မိဘတွေနေနေလဲကိုသားသမီးကိုလွမ်းတော့ရှိကြတာပဲဒါပေမဲ့အရင်ကြီးအလိုမလိုက်ဖို့ကျွန်တော်တို့ကျွန်တော်အကြံပြုလိုပါတယ်။ဘောင်းဆိုတော့အရင်ကြီးလိုလိုက်တဲ့ခါမှာကိုသားသမီးရပါတော့တခြားလူတွေလည်းအဲ့လိုမျိုးပေါ့နော်။သူဆော့ခြင်းလို့ဆော့မယ် အဲသူလှုပ်ရှင်လို့လုပ်မယ်ခလေးဆိုတော့တည်တဲ့အတိုင်းပဲမဟုတ်နော်ခလေးကိုအပြစ်မြင်လို့မဟုတ်ဘူးဗျဒါကခလေးမိဘခလေးရှိတဲ့မိဘတွေအနေနဲ့ဒါထင်းချောင်းပေးရမှာဖြစ်ပါတယ်ခလေးကိုရမ်းရှိလို့အလိုလိုက်ထားတာမျိုးတော့ဒါမှဖြစ်စေချင်မှုပေါ့နော်အချိန်တန်ကြာရင်ကိုသားသမီးပဲဒုက္ခရောက်တော့မှဖြစ်တဲ့အတွက်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ခလေးရှိတဲ့မိဘတွေအနေနဲ့ကျွန်တော်တို့အမြင်နေပြောင်းနိုင်ပါစေလို့ကျွန်တော်အကြံပြုလိုပါတယ်ဒါဆိုရင်တော့ဒီလောက်ပါပဲဗျာ